ပြည်ထောင်စုငင်းကြေးရေးဆွေးနွေးမှုဘူးတွဲကော်မတီ UPDJC ရဲ့ဒုတိယနေ့အစည်းအဝေးမှာ NLD အစိုးရအသစ်လက်ထက်မှာ UPDJC အသစ်ပြန်ဖွဲ့ဖို့ကိစ္စအပြင်ပထမနေ့အစည်းအဝေးမှာမပြီးပြတ်ခဲ့တဲ့လွှတ်တော်တခုခုကို ကိုစားပြုတဲ့နိုင်ငံရေးပါတီတွေသာ UPDJC မှာပါဝင်ခွင့်ရမယ်ဆိုတဲ့အချက်ကိုလည်းဆက်လက်ဆွေးနွေးခဲ့ပါတယ်။ဒီလိုလွှတ်တော်တခုခုမှာ ကိုယ်စားလှယ်နေရအ ਨੇ ဆုံးတနေရာရတဲ့နိုင်ငံရေးပါတီမှသာ UPDJC မှာပါဝင်ခွင့်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်ကို အားလုံးကသဘောတူလိုက်ကြပါပြီ။မနေ့ကတော့အစိုးရအဖွဲ့တက်ကနေပြီးတော့ဒီအစိုးရသမ္မတတော်ပူဇော်ပြီးတော့16ရက်နေ့ကိုတင်နေတယ်။တိုင်းနာလက်နက်ကိုင်နဲ့ပြင်ပြင်ဆင်လာတဲ့သူစင်တွေတော့အတူတူပါပါ။မင်္ဂလာပါတီရဒီနေ့အကျိုးသူတို့ချီးမြှင့်နေပြီးတော့တို့ဒီစီဝေးဆက်လိုက်ပြီးစားတာကသူတို့ရဲ့သဘောထားကတော့အစိုးရအနေနဲ့လူအားချမှတ်ပြီးဥဆောင်တာဖြစ်တဲ့ဒီ policy ကိုသူတို့အနေနဲ့သဘောတူပါတယ်။ တော့ဒီ16ဥကိုနိုင်ရတယ်ယူပြီးတော့မျိုးစလို့တိုက်ရတယ်အခုမှနိုင်ရတာတော့ပြန်နေဖွဲ့စည်းဖို့တော့ဘုအစူအားကလည်းအူဆောင်ဆောင်ရိုးဆိုတဲ့အနေနဲ့နေကြလို့အားရပြီးတော့တလောင်ခွဲလောက်ကြာမှကျင်းပမယ်နိုင်ငံရေးမူပေါင်းရေးဆွဲမှုအတွက်လက်မှတ်မရေးထိုးရသေးတဲ့လက်နက်ကင်အဖွဲ့အစည်းတွေထပ်ပြီးပါဝင်လာဖို့လဲလှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ဒါကိုထောက်ခံသူကတော့ရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ပါ ကျွန်တော်တို့မြင်တာကတော့ဒီလက်လက်ကန်ခွေ၃ခွေအားလေးပဲနီးချိုင်းဖြစ်စင်ပါပါဝင်လို့တဲ့သဘောသူ့ရဲ့ဉာဏ်ချက်တွေအသုံးလုံးတွေသူသုံးတိုင်းကြပါလေအဲတော့နိုင်ငံတို့ဘက်ကအစိုးရအစ်တရအနေနဲ့ တော့သဘောထားကြီးစွာဖြင့်ထိုက်ကိုကိုတို့ရပါတယ်။ဒါမှလည်းပဲဟိုပြောင်စုညီချင်းညီနာခံမှာအလုံးပါဝင်တဲ့ inclusive ဆိုတဲ့ consensus ကြီးအတုံးကြီးပါ။ကျွန်တော်တို့လုပ်ငန်းသဘောရနော်တကယ်ပြည်ပြင်းအောင်နော်ကျွန်တော်တို့ဆောင်ရွက်တယ်ဆိုရယ်နော်အခြေအနေရောက်သွားမှာ။အစိုးရဘက်ကငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုတွေရှိနေသလို အောက်ခြေမှာရှိတဲ့လက်နက်ကင်အဖွဲ့တွေတိုက်ပွဲဖြစ်နေတာကိုလည်းအစိုးရအနေနဲ့တားဆီးဖို့လိုအပ်နေပြီလို့ရှန်တိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ်ကဆိုင်းကျော်ညွန့်ကပြောပါတယ်။ဒီချိန်မှာယုံကြည်မှုတည်ဆောက်ရမယ့်အချိန်ဒီဖြစ်တဲ့အခါမှာတိုက်ပွဲတော့ဖြစ်သင့်ဖို့တော့ဘယ်လိုလုပ်ရမလဲ။အဲတော့နိုင်ငံရေးပါတီတွေပူးပေါင်းပြီးတော့ဘယ်လိုဆီသွားနိုင်လဲ။အမှုမဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့အပြေရှားဖို့နော်။အချင်းချင်းတွေ့ပြီးတော့ဘယ်လိုဘယ်လိုအနာဂတ်ရှမ်းပြည်နယ်မှာဘယ်လိုပုံစံနဲ့ ก็ไม่เลยสุดท้ายพี่ชาตนเลยรู้เรื่องนี้